မင်္ဂလာပါကျွန်တော်ဘရိုလီကကြိုဆိုပါတယ်ဒီနေ့တော့ street food တမင်းကျော်ဆိုခဏခဏစားပြတဲ့ MSST ရှိရွက်ရတနာလန်တောင်ကလာဘောက်တော်တလန်လေးမှာရှိတဲ့ဦးလေးကြီး street food တမင်းကျော်ဆိုင်ကိုရောက်နေပါတယ်ဗျဘယ်လိုပုံစံနဲ့တမင်းကျော်လာတာလဲဘယ်လိုအင်းရတာတွေရမယ်ဘာတွေစားလို့ရနိုင်မလဲဆိုတာပေးသက်ကြီးလက်ကြည့်ပေးပါဦးဗျာ ရွေးချယ်စရာအမျိုးပေါင်း30ကျော်အဖြစ်ထမင်းကျော်နဲ့တွဲဆလို့ရတဲ့စမူဇာနံများစီလုံးတီနံများထပ်ပတ်တော့လက်ဖက်ရည်ကော်ဖီတို့ကိုလည်းအစာပြေမဆားလို့ရပါတယ်။အင်းတွေကတော့ချက်သားစီပြန်ချက်သားအညာချက်ချက်ပေါင်းချက်ကုန်းပေါင်းပမာချက်စီပြန်ဝက်ချိုဝက်ဆက်ချိုလက်ခုချိုကချောက်တောင်းချိုအခုစင်ကောငပယ်ပစွန်တုတ်စီပြန်ပစွန်ချိုချက် စိတ်မွားကျော်စိတ်သားနှက်အမဲသားကျော်အမဲသားအညာချက်အမဲနှက်ကိမုံချက်ဘဲဦးကျော်နှက်အသေးရွက်ကျော်ကတော့အာလူနှက်ပြောင်မှုကျော်ပန်ပွင့်ကျော်ချင်မောင်ကျော်ခင်းတည်တင်ကပိချက်ခင်းသည်မီပုံနဲ့ပလောင်တောင်ဝေးကျော်လို့ရပါတယ်အရေးတောင်းဟင်းလူလေးကတော့ပိန်းချူချူလေးနဲ့အစီပြေချင်မောင်ဟင်းချူလေးရပါတယ်ဗျာ Street food တွင်ဆိုင်ဆိုပေမဲ့ထိုင်ကုန်နေရာအစီအစဉ်လေးတွေနဲ့အစားအစာတချင်းတည်းရပြီးတရတာရှိအောင်ချက်ပြုတ်ပြင်ဆင်ပြီးရှင်းမနာအောင်ပြင်ဆင်ပေးထားတာကလည်းဂရုစိုက်ပြီးတဲ့တမိုးတစ်ခုပါဆိုင်မှာစားတဲ့သူတွေအတွက်ဆိုရင်ဇွန်ခင်းရင်ကအစဖြစ်စလို့ချပြီးတာမဟုတ်ပဲတေချာပလတ်စတစ်အေးလေးတွေနဲ့ပိတ်ပြီးထားပါတယ် ုံခဲရင်ဘကောက်ကဲအားလုံးအမြဲတက်တက်ရရထားပြီး street food ဆိုပေမဲ့အဆင်ပြေပြေစားရတာကျေနပ်စရာပါ။ ယူနီဆိုရင်လည်းတစ်ခါသုံးဒီဘက်လက်ဘက်6အထုပ်လေးတွေကိုယူနီပူပူလေးနှက်ပြီးတောက်ရတဲ့အရာသာလည်းတစ်မျိုးကောင်းပါလေ။ သမင်းကြော်ကလည်းပဲစီရင်နယ်လေးမှွေးနေပြီးချုပ်အမွားလေးကြော်လေးနဲ့ပဲပူအကြသာလေးနဲ့ဆိုတော့ထီထီမိမိနဲ့ဆားလက်သွားစီမဲ့အလို့စားတော်တော်စားကောင်းမဲ့အကြသာလေးပါဤသည်ကြီးစားကြပါအောင်ဗျာ general ကတော့ချက်ပေါင်းငပယ်အစာပြေစမူစာလေးမှာစားဖြစ်ပါတယ် ကျက်ပေါင်းက1000ငပယ်ရင်း8000တမင်းကျော်က1500လိုက်ပွဲဆိုရင်1000ပါအသားဟင်းတွေက9000 8000ကစားပြီးအစားစားရှိပါတယ်အရဟင်းပွဲကတော့3000ပါ ကျွန်တော်မှာစားတဲ့ဓမင်းကြော်နဲ့ဟင်းတွေက တခုချင်းစီအသာ ရှိတဲ့စားကောင်းနဲ့ကတွေးမိစေပါတယ်ထိမိစေပါတယ်ဓမင်းကြော်မှုမှုလေးအနဲ့အရသာရဲ့ဟင်းတွေရဲ့စားကောင်းနဲ့အရသာအပြင်ပုံစံကြောင့်ပါလဲချောင်းကြော်ကျက်သူနီရှာလက်ကအီအချင်းနဲ့ငပီတောင်းလေးတွေကိုလည်းလူတို့လူစားလို့ရပါတယ်ဗျာ လူစုံကြောင့်ဘာလဲချောင်းကျော်ကပေါပေါလေးစားကောင်းတယ်လို့ချက်သွနီချလိုက်ကရဲ့အချင်းကလည်းဦးတလုံးလုံးလေးနဲ့အတွက်ကြောင့်အရန်ချင်နေတာမဟုတ်ပဲဓမင်းကျော်ရဲ့အစီအစိတ်ကိုပြည်စီပြီးရှားရတာတကယ်ထိပ်ပြီးစေပါနဲ့ကောင်းပါတယ်ချက်သွနီမြို့တီချလိုက်ကအချင်းကလည်းတန်ရှင်းလက်ဆက်နေတာပါ င်ရွေးလေးကလည်းတောက်ကောင်းပါတယ်ဗျာပူလီကြီးထမင်းကြော်ကလူချိုက်များရောင်းကောင်းတော့လည်းမပြောနဲ့အောင်ပဲစီအနဲ့လေးနဲ့ထမင်းကြော်အလွတ်တပွဲကိုကျုပ်နဲ့ခောက်ကြော်ထားပြီးပဲပြုတ်လေးကြော်ထားက လာချောင်းကျော်ချက်သွနေခြင်းအပီတောင်ပင်းဟင်းလီအပါဒီလူအလွတ်တပွဲကိုပါဆယ်ဆွဲရင်တော့ထောက်ငံရဆိုတော့တမတ်တန်လို့ပြောလို့ရပါတယ်ညာဘက်ဆိုလက်ဖက်ရည်ကော်ဖီစီကြောင့်ဒီနံများစမူစာစားကျင်သူများအတွက်လည်းအကျိုက်တူစီပါတယ် ထက်သူနီဦးအချင်းလေးနဲ့ဗာလက်ချောင်းငပီကျော်ပိင်းချူချူလေးရဲ့ငပီတောင်းတဲ့တင်ဟင်းမပါပဲစားရင်တော့အတော်ရတာထင်မိနေပြီအရေးတော့ပိင်းကတော့လူတလူမှားလို့ရပါတယ် ကူလေးကြီး street food တမင်ကျော်ဆိုင်ကလူချိုင်များပြီးရောင်းကောင်းနေတာကတော့တမင်ကျော်ပိုးရှင်းနေတယ်။အင်းစည်းကအနေများတယ်ဆိုပေမဲ့တမင်ကျော်တခုတည်းတဲ့နေပြီးပြည့်စုံတဲ့အရာသားရဲ့ဟင်းစုံတဲ့လက်ရာကောင်းတဲ့တန်ရှင်းတဲ့ဝန်ဆောင်မှုကောင်းတဲ့ unique ကောင်းကောင်းတောက်လို့ရတယ်။ချက်တူနေမှုအချင်းလေးဘာလဲချောင်းကျော်လေးတွေကလည်းအရာသားကိုရှင့်နေတော့ဈေးပေးရတာတန်တယ်လို့ပြောလို့ရပါတယ်။ စားသုံးသူအပေါ်ထားတဲ့ဆိုင်ရဲ့ဝန်ဆောင်မှုရဲ့စေတနာလို့ပြောလို့ရပါတယ်။ဆိုင်ကတော့ညနေ9:00နာရီကနေမနက်10:00နာရီထိဖွင့်ပါတယ်။ကျွန်တော်ကတော့စားကောင်းပါတဲ့ live web သုံးဝက်ပါညပိုင်း street food ထမင်းကျော်ကောင်းကောင်းကိုအစီအမြင့်မြင့်နဲ့ထီထီမိမိလေးကတင်းတွေးအထာကြကြစားကြရင်ဦးလူကြီး street food ထမင်းကျော်ဆိုင်ကို recommend ပေးပါတယ်ဗျာ။ Free Food ထမင်းကြော်ကောင်းကောင်းလေးချိန်နေတတ်တယ်ဆိုရင် Like and Subscribe လေးပြချပါအောင်နောက်ဘလော့လေးမှာပြန်ဆုံကြပါမယ်ကြည့်ရှုသူတူဦးချင်းတယောက်တိုင်းပြည့်စက်အားလုံးကိုကျေးဇူးပါ